နာပိုလီအသင်းအားပါမအသင်းနဲ့ဂိုးမရှိသေးကြကဒီယာဒီစီရီရဲ့ဖလားကိုရောက်နေဖို့နှိစက်ခဲ့တဲ့နောက်နီပြကွန်ဒီကသူ့အတွက်အခက်အခဲဆုံးရာသီလို့ပြောခဲ့ပါတယ်။ကွန်ဒီကကျွန်တော်အတွက်အခက်အခဲဆုံးရာသီဆိုတာသိကြပါတယ်။ကျွန်တော်အရာအားလုံးကိုပေးခဲ့ပြီးကန့်သက်ချက်တွေကိုကျော်လွန်သွားခဲ့ပါတယ်။ကျွန်တော်အလွန်ပင်ပန်းနေပြီးရာသီကလည်းကုံဆုံတော့မှာပါ။နာပိုလီအသင်းရဲ့ဆရာထက်တန်မှုတွေကအံ့ဩစရာကောင်းပြီးလက်တွေ့ကျတဲ့စမ်းဆောင်ရည်ထက်ပိုများတဲ့တောင်းဆိုချက်နဲ့မျှော်လင့်ချက်တွေပါယူဆောင်လာရပါတယ်။ ကျွန်တော်တို့ကစူဖလာရဖို့နှိစက်နေပြီပြိသက်တီနဲ့အတူအိမ်ကွင်းမှာအောင်ပွဲခံသွားမယ်လို့ပြောခဲ့တာပါနာပိုလီအသင်းရပါမအသင်းရဲ့ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာပနတီရခဲ့ပေမဲ့ VAR ကစစ်ဆေးပြီးပေးဖြတ်ခဲ့တာကြောင့်နှစ်နာခဲ့ရတာဖြစ်ပါတယ်နာပိုလီအသင်းရပါမအသင်းနဲ့တည်ရကြခဲ့တယ်လို့အမှတ်ပေးစရာအစ်စ်နေရာကအင်တာမီလန်အသင်းကလည်းလာဇီယိုအသင်းနဲ့နှစ်ကိုးစီတည်ရကြခဲ့တာပါ အဲဒါကြောင့်နာပိုလီတင်အားတရားသည့်နောက်ဆုံးပွဲစဉ်ကစားဖို့တပွဲအလိုမှာအင်တာမီလန်အသင်းကိုရမှတ်တမှတ်ဖြစ်ပြီးအဆင့်တနေရာမှာဦးဆောင်ထားတာဖြစ်ပါတယ်။နာပိုလီတင်အားစီးရီးအနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကာလီယာရီအသင်းနဲ့ပွဲစဉ်မှာအနိုင်ရလဲရရှိတာနဲ့သုံးနှစ်အတွင်းဒုတိယအကြိမ်မြောက်စီးရီး A ဖလားကိုရယူနိုင်တော့မှာပါ။နာပိုလီတင်းနီးပြကွန်တီကဒီပွဲစဉ်ရဲ့မိနစ်60ပြည့်ပြီးနောက်ကျင်အချိန်ပေါ်မှာ တရက်အနီကပြတ်တခံခဲ့ရတာကြောင့်ကာလီယာရီအသင်းရဲ့ပွဲစဉ်ကိုကွင်းအတွင်းကြီးကြပ်နိုင်လို့မှာမဟုတ်ပဲပွဲကြီးစဉ်ပေါ်ကနေသာကြီးရှုရမှာဖြစ်ပါတယ်အသက်55နှစ်အရွယ်ရှိကွန်ဒီယာဂျူဗင်ဒပ်စ်အသင်းရဲ့ဆီရီအေဖလား၃ချိန်အင်တာမီလန်အသင်းရဲ့ဆီရီအေဖလား၃ချိန်ရရှိထားပြီးဖြစ်တဲ့အတွက်နာပိုလီအသင်းရဲ့ရောက်နိုင်ခင်သူ့ရဲ့နီးပြပွဲမှာဆီရီအေဖလားကို၅ချိန်အထိကိုင်မြောက်ခွင့်ရရှိမှာဖြစ်ပါတယ်